နေလင်းကထထန်းចောင်းသားတယောက်ဖြစ်ပါ रे နေလင်းတို့နေထိုင်တဲ့ရွာလေးကခိုးဆိုးလူနိုင်မှုတွေကျင်းပြတ်ချဆမှုတွေနဲ့ပြည်နေတယ်။ဒီနေ့တော့နေလင်းတို့အိမ်ကိုစာဖို့သမားရောက်လာ रे နေလင်းရဲ့ဖေဦးဝင်းကိုအလုပ်ထုတ်တဲ့စာလာပို့တာဖြစ်ပါ रे ဦးဝင်းကဆူရဝန်ထမ်းတယောက်ဖြစ်ပြီးတော့လက်ပေးလက်ယူတို့ရန်သူလိုမှတ်ယူထားရသူပါ။ဦးဝင်းတို့ရုံးမှာထက်ကချပေးတဲ့မျိုးစေ့တွေကိုတောင်သူတွေစီချမပေးနဲ့ဘုံကျဲကြတယ်။ ကျောင်းဦးဝင်းကတော့လက်မခံမနေလက်မမထိုးပေးဘူးလို့တည်းဒီလိုနဲ့ယာရူရဲ့ခံလိုက်ရတော့ဦးဝင်းကအချက်လူကြီးကိုဖနက်နဲ့ပ้ายိုက်ခဲ့တယ်။နေလင်းတို့ကျောင်းကကျောင်းသားရင်းရဲ့အိမ်မက်ထဲကကျောင်းကြီးဖြစ်ပါရီ။ဒီကျောင်းမှာစာခိုးချလို့ရပြီးတော့ဆရာကြီးကလည်းဘာမှမပြောကြပါဘူး။ ဆော်ရီယာကြည်ကူရတော့မှန်အောင်မကူးလို့ဆိုပြီးတော့ကျောင်းကြီးဟာကျောင်းတင်ဖို့မှအဖြေလေးလိုက်ရေးပြီးအဲ့ချိန်မှာကျောင်းကိုဒူရူးအသည့်ဖြစ်တဲ့ကိုစိုးနိုင်ရောက်လာပြီးကျောင်းကစိုးနိုင်ကိုလက်ထိုးဖို့ကြိုးစားပြီးမှလူမန်ကြီးစိုးနိုင်ကတော့ကျောင်းကိုဖမ်းသွားပြီးအဲ့ဒီမှာဆာမခူးချလို့နေလင်းတို့တစ်ကြောင်လုံးဆက်တတန်းကျသွားပြီးအဖေကလည်းအမှန်တရားအတွက်မြို့တက်ရင်ဆိုင်နေရလို့နေလင်းတို့မိသားစုလေးစားရေးတောက်ရေးခက်လာပြီးမိသားစုဆောင်ဝင်းဒီအတွက်နေလင်းတို့ညီကိုကလည်းထော်လာကြီးထွက်ဆွေရပြီးပထမရက်မှာအဆင်ပြေပြီးမှနောက်ရက်ကျမြို့တော်ဝန်ပိုင်းလိုင်းကနေပြည်ထနာတက်တယ်နေလင်းတို့ကိုထော်လာကြီးထက်မဆွဲခိုင်းလို့နေလင်းရဲ့ကိုကလည်းတီးထည့်လိုက်တယ် ်။အိမ်ကနေနေလင်းတို့ညီကိုကလည်းအချုပ်ထဲရောက်သွားတယ်။ကိုလာရှူရနေလင်းတို့ညီကိုအချုပ်ထဲမှာရိုက်နှက်နေတယ်။ဖေယိုပါဆော်ကားမော်ကပြောလာတော့နေလင်းလည်းမခံနိုင်တော့ပါဘူး။အိမ်ကဖိုးရဲ့နှလုံးပြူးကိုယူပြမယ်ဆိုပြီးတော့ကိုလာရှူပြန်ပြီးတော့ချင်းချောက်တယ်။ကိုလာရှူကလည်းယူခဲ့စမ်းမဆိုပြီးတော့နေလင်းတယောက်ထဲကိုအချုပ်ထဲကလွတ်ပေးလိုက်တယ်။နေလင်းကအိမ်မပြန်မင်းနဲ့ဒူရဲဟုစိုးနိုင်စီမှာအကူညီသွားတောင်းနေ။စိုးနိုင်ကမနဲ့မီပြန်လာဖို့ပြောပြီးမယ်။နေလင်းကစာခိုးချတော့အချိန်မီလာတားပြီးတော့ပြည်သူတယောက်ကိုကယ်ဖို့ကြအချိန်ဆွဲနေတယ်လို့ပြန်ပြောလိုက်တယ်။အဲဒီတော့မှစိုးနိုင်လည်းနေလင်းကိုခေါ်ပြီးတော့စကန်းကိုလိုက်လာတယ်။ စကံရောက်တော့နေလင်းတို့ညီကိုလွတ်ပြီးတယ်။ပြန်ကြတော့လေသူ့ရဲ့ကားနဲ့ပဲအင်ထီလိုက်ပို့ပြီးတယ်။နေလင်းကစိုးနိုင်ကိုကြည့်ပြီးတော့အားကျနေတယ်။သူလည်းစိုးနိုင်လိုမတရားမှုတွေတိုက်ဖြတ်တဲ့လူတယောက်ဖြစ်အောင်ကြိုးစားဖို့တန်တိထန်ချလိုက်တယ်။နောက်တစ်နေ့မှာဒူရဲဟုစိုးနိုင်ကနေပြောင်းသွားလို့နေလင်းတို့အကြောင်းကလည်းပုံမှန်တိုင်းစာပြန်ခိုးချကြတယ်။အဲ့ဒီထဲမှာမပါတာတော့နေလင်းမှာတကြောင်လုံးခိုးချပြီးမယ်။နေလင်းကသူ့ရဲ့အစွမ်းစားနေပဲအောင်ဖြစ်လိုက်နိုင်တယ်။နေလင်းဆောင်ဝဲအောင်တော့သူ့ရဲ့ဘွားဒူရဲဟုဖြစ်အောင်ကြိုးစားဖို့သူစုထားတဲ့ပတ်စံတွေထုတ်ပြီးတယ်။ဒီလိုနဲ့နေလင်းလည်းဒူရဲဟုဖြစ်ဖို့ရည်ချင်းစစ်ဆောင်ဝဲဖြစ်ဖို့အတွက်ထွက်လာခဲ့တယ်။ဘက်စကမှာဘေးအတူထိုင်နေ င်မိမနီလင်းပါသမျောက်ကိုခိုးပြီးတယ်။နီလင်းလည်းပတ်စံနေရောဝေစားရီတောင်မရှိတော့လို့လမ်းမေးရောက်သွားရပါရီ။ကံပူပြီးတော့ဆိုတော့တော့နီလင်းဖြစ်မေဆောင်ပွဲကိုပါအစိုးရကနောက်၃နေ့လောက်ဆိုင်ငံ့လိုက်တယ်။နီလင်းကလမ်းမပေါ်မှာပဲရဲတော်ကြအိပ်ပြီးတော့ဘာမှမစားဘဲနေခဲ့ရတယ်။နောက်ဆုံးမခံနိုင်တော့လို့ဆိုင်နေဆိုင်မှာပဲတခုခုပြန်လုပ်ပြီးပါမယ်ဆိုပြီးတော့ဝင်ပြီးတော့တောင်းစားရီ။နီလင်းငမရစားနေတော့မှရီချမ်းဆိုတဲ့သူနဲ့ဆုံနေ။ရီချမ်းကလည်းနီလင်းလိုပဲဒူရဲဦးဆောင်ပွဲလာဖြစ်တဲ့သူပါ။လမ်းပြောင်းနေတဲ့နေလင်းကိုရေချမ်းကပဲဒူရဲဦးဆောင်ပွဲထက်အဆင်မြင်တဲ့ IBF အရာရှိဆောင်ပွဲဒီလီမှာရှိတဲ့အကြောင်းကိုပြောပြရတယ်။ နေလင်းကားကူညီတောင်းတာကြောင့်ရေချမ်းကသူ့ကိုဒေလီမျိုးစီကိုခေါ်လာပြီးနောက်တနေ့မှာတော့ဆောင်းဝဲအတွက်ပြင်ဆင်မှုဆရာတယောက်စီကိုသွားရင်း သူကတော့ဆရာဖြိုးမောင်ပါဖြိုးမောင်က IBS ဆောင်မွေးအတွက်ပြန်စတင်နေပြီမိသူကိုယ်တိုင်ကလည်းဆောင်မွေးမအောင်ထားပါဘူးပြီးခဲ့တဲ့9နှစ်ဆက်တိုင်းဆောင်မွေးကြထားခဲ့ပြီးတော့ဒီနှစ်မှ6ကြိမ်မြောက်ဖြီးမဲသူပါ IBS ဆောင်မွေးကိုတနည်းအယောက်2သိန်းကျော်ဝင်ဖြီးခဲ့ပြီးတော့အဲ့ထဲမှာ25ယောက်အယောက်30လောက်ပဲဆောင်မွေးအောင်ကြတာပါ6ကြိမ်မြောက်ဝင်ဖြီးမဲဆရာဖြိုးမောင်အတွက်ကလည်းဒီနှစ်ကနောက်ဆုံးခွင့်ရပါဒါပေမဲ့ဒီနေ့လည်းထက်ကြသွားကလေး IBS အိမ်မက်ကိုဆွန့်လွတ်ပြီးတော့လူပိဆိုင်ဖွင့်လိုက်တယ် တဖက်မှာလည်း IPS ဆောင်ဝဲဖြီးမဲ့သူတွေကိုဂိုက်လုပ်ပြီးနေကြတယ်။ရေချမ်းကတော့ကြာရှုံးတဲ့ဆရာစီမှမတင်ချင်လို့ဆောင်ဝဲအောင်နေစီသူဆိုတဲ့ဆရာစီကိုပြောင်းသွားတယ်။ပထမချိန်ဆောင်ဝဲဝင်ဖြီးရမှာတော့နေလင်းလေးပထမအဆင့်မှရင်ကြာသွားကြတယ်။ဆရာဖြူမောင်ကတော့နေလင်းကိုလက်မလျှော့ဘဲပြန်ပြီးတော့စူးစမ်းဖို့တိုက်တွန်းနေ ဒီလင်းကစာကြည့်တိုင်းမှာလွတ်လွတ်ရင်းနဲ့ IPS ဆောင်ပွဲအတွက်လေးကြိုးစားနေကြတယ်။ဒီလိုနဲ့ဒုတိယအကြိမ်ဝင်ဖြစ်ရမှာတော့ပထမဆုံးဆောင်ပွဲကိုအောင်မြင်သွားကြတယ်။နောက်တော့ဒီလင်းကဆောင်ပွဲနောက်အဆင့်အတွက်ပြင်ဆင်မှုတင်တန်းတစ်ခုကိုရောက်လာပြီ။အဲဒီတင်တန်းမှာပဲသူနဲ့အတန်းလာစုံစမ်းတဲ့နင်းနင်းနဲ့စုံနေတင်တန်းကချင်းဖြစ်နေလို့နှစ်ယောက်စလုံးနဲ့မတက်ဖြစ်ဖြစ်နေပြန်လာခဲ့လိုက်ကြတယ်။နောက်တော့စာကြည့်တိုင်းမှာနီလင်းနဲ့နင်းနင်းတို့ပြန်စုံကြတယ်။အာကာသသိပ္ပံဆိုတဲ့ဆောက်ကိုဂင်ထားတဲ့နီလင်းကိုနင်းနင်းကအထင်ကြီးသွားတယ်။ နေလင်းလင်းသူ့ဘဝမှန်ကိုမထုတ်ပြတော့ဘဲမိန်နေလိုက်တယ်ဒီလိုနဲ့နေအောင်သားတငယ်ချင်းကနေပြီးတော့တဖြည်းဖြည်းတမီးကြီးစားအဆင့်ထိကိုရောက်လာကြပြီးတဲမှာတော့နေလင်းကအာဂါသာအင်ဂျင်နီယာတယောက်မဟုတ်ဘူးဆိုတာကိုသိသွားလို့နေလင်းလင်းစိတ်ဆိုးသွားပြီး ဆောင်ဝဲနောက်တစ်ဆင့်မှာတော့နေလင်းလဲဆောင်ဝဲကြသွားရီအကြောင်းကတော့ SEO ခေါင်းစဉ်မားဖက်ပြီးတော့ delivery ရေးလိုက်တာအကြောင်းပါနေလင်းလဲနင်းနင်းကိုသွားပြီးတော့တောင်းပန်ခဲ့ပြီမင်းနင်းနင်းနဲ့တွေ့ခွင့်မရပဲဖုန်းနဲ့ရနေပဲစာပြန်ကြိုးစားဖို့ပြောရီစိတ်ထဲကြနေတဲ့နေလင်းကလည်းရွာကိုပြန်ပြီးတော့ရောက်လာရီရွာရောက်တော့ဖွားပြသူဆုံးသွားပြီဆိုတာသိလိုက်ရတယ်လို့မိသားစုစောင်းနေရလည်းတော်တော်လေးခက်ခဲနေနေနေလင်းလဲ IP ရရှိမဖြစ်ဖြစ်အောင်ကြိုးစားမယ်ဆိုပြီးတော့ delivery ကိုပြန်လာခဲ့နေ delivery ပြန်ရောက်တော့ဂျုံမုံဆက်ရုံမှာလုံးရင်းနဲ့အလုပ်တစ်ဖက်နဲ့စာအုပ်လေးအသေးအံစူးစမ်းရီနောက်ဆုံးချိန်စူးစမ်းမှုမှာတော့နေလင်းလဲအဓိကဆောင်ဝဲယူအောင်သွားခဲ့တယ် နေလင်းအောင်သွားပြီမင်းရေချမ်းကတော့နောက်ဆုံးစူးစမ်းမှုမှလည်းကြာရှုံးခဲ့ရတယ်။ဒါ ਉਹ လိုက်ကန်းဆိုးမသိတဲ့နေလင်းကလည်းရေချမ်းစီကနေပြီးတော့ဖုန်းတောင်းဆက်မိတယ်။ရေချမ်းကတော့သူဆောင်မဲမောင်နာနဲ့ပတ်သက်ပြီးတော့နေလင်းအပေါ်ကိုမေးတယ်။နောက်ဆုံးတောက်ချင်းရုပ်ပြီးတော့နေလင်းနဲ့နေလင်းတို့အတူအိတ်နေကြတယ်ဆိုပြီးတော့သူ့ရဲ့မိဘတွေကိုပါရှောက်ပြောလိုက်တယ်။ဒါ ਉਹ နေလင်းသိသွားတော့စိတ်ဆိုးသွားတယ်။စိတ်ဆိုးသွားပြီမင်းလေမူယူပြီးတော့အချုပ်ကျနေတဲ့ရေချမ်းကိုသူကိုယ်တိုင်မဲအာမခံလာလုပ်ပြီး တကယ်တော့ရေချမ်းက IPA ရာရှိဖြစ်ချင်တာမဟုတ်ဘဲနဲ့သူ့ဖီဖီအားပေးလို့လာဖြစ်ရတာပေါ့ရေချမ်းအိမ်မက်ကတော့တည်င်းသမားတစ်ယောက်ဖြစ်ဖို့ပါဒီလိုနဲ့နေလင်းရဲ့ IPA ရာရှိဖြစ်ဖို့နောက်ဆုံးအင်တာဗျူးလေးကိုရောက်လာခဲ့တယ်။အင်တာဗျူးခန်းထဲမှာတော့စနေတန်းကြဘူးရဲ့ကောင်းလေးဆိုပြီးတော့လူကြီးတချို့ကနေညင်ကြတယ်။နေလင်းကလည်းသူငယ်ငယ်ကစာခိုးချခဲ့ဘူးလားဒီဒွေဥဆိုးနိုင်ကြောင်းအမြင်မှန်ရခဲ့တာတွေကိုပါပြောပြတယ်။သူသား IPA ရာရှိဖြစ်လာမယ်ဆိုရင်တော့လက်စားမှုတွေလုံးဝမရှိသေးရဘူးလို့လည်းပြောတယ်။အင်တာဗျူးမိတဲ့လူကြီးတွေကအားလုံးသဘောမကျပါဘူးမြဲတချို့လူတွေကတော့နေလင်းကိုသဘောကျကြတယ်။ ဒါမင်းအင်တာဗျူးခန်းကနေထွက်ကနေဒီမှာအဓိကလူတယောက်ရဲ့စကားတခွန်းကြောင့်နေလင်းကသူ့ကိုယ်သူစောင့်မွေးမအောင်နိုင်တော့လို့ထင်ထားတယ်။ ောင်စင်းထွက်တဲ့နေ့ကိုရောက်တော့နင်းနင်းစုခေါ်လို့သာအောင်စင်းကြီးဖို့နေရာကိုပါလာခဲ့တယ်။ဒါပေမဲ့နင်းလင်းရဲ့စိတ်ထဲမှာတော့ယုံကြည်မှုမရှိခဲ့ဘူး။အောင်စင်းကိုမကြည့်ရတဲ့အတွက်နင်းနင်းသွားကြည့်ပေးရတယ်။နောက်ဆုံးမှာတော့နင်းလင်းလည်းအင်တာဗျူးပါအောင်မြင်သွားခဲ့ပြီးတော့ IB ရဲ့အရာရှိဖြစ်သွားပြီ။သတင်းထုတ်လွှင့်ရေးရေးချမ်းရဲ့ပထမဆုံးသတင်းကလည်းစန်တတန်းကြားတဲ့ကောင်လေးကနေ IB ရဲ့အရာရှိဖြစ်လာတဲ့နင်းလင်းရဲ့အကြောင်းပါ။အရာရှိဖြစ်သွားပြီဆိုတဲ့အကြောင်းအင်ကိုလမ်းပြောတော့သူ့ရဲ့ဖေကတေချာလာလို့တခုမေးမိပြီးတော့သူ့ကိုအလုပ်ဖြုတ်ခဲ့တဲ့အထက်လူကြီးကိုဖနှက်နဲ့ပါသွားရိုက်ဖို့ထွက်သွားပြီ။ IB ရဲ့အရာရှိဖြစ်လာခဲ့ပြီးတဲ့နောက်နင်းလင်းကဒူရဲကိုစိုးနိုင်ကိုသွားတွေ့ပြီ။စိုးနိုင် ုင်ကိုသူနဲ့နင်းနင်းရဲ့မင်္ဂလာဝေးဥပါတခါလေးဖိတ်ခဲ့လိုက်တယ်။နောက်ဆုံးမှာတော့နီလင်းလည်းနင်းနင်းနဲ့မင်္ဂလာဆောင်လိုက်ပြီးတော့ဇလန်လီကလည်းပြီးဆုံးသွားခဲ့ပါရီ။ဆောင်မွေးဆိုတော့ဗနေကျင်ကြကြပြန်ပြီးတော့ကြိုးစားလို့ရကြအောင်ပြသွားတဲ့ဇာကားလေးပဲဖြစ်ပါရီ။ဒါကြောင့်ဒီနေ့မဟုတ်လေနောက်နေ့အောင်နိုင်တာမလို့စာမလုပ်ကြပါနဲ့ဦး။အစုံကြီးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရီ။